အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျော်စိုးပါ People Media ဖြစ်ပါတယ်ဗျာဒီနေ့အော်တိုဘားလ24ရက်နေ့ထူးခြားတဲ့သတင်းချို့ကောက်တော့ပြီးတင်ပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒီကနေ့မနက်9:30မိနစ်အချိန်ခန့်မှာချင်းမြင့်နယ်ကံပတ်လက်မြို့ကံပတ်လက်မြို့ရဲ့ကံပတ်လက်မြို့နယ်ရဲ့ဒီကံပတ်လက်စေဦးစီးချုပ်ပေါ့ဗျာကံပတ်လက်စေဦးစီးချုပ်ရဲ့နေအိမ်ကိုမင်္ဂလာဆောင်ပေါ့ဗျာမင်္ဂလာဆောင်ကိုတက်မတော်ကဘုံကျဲရှင်းလင်းမှုတွေပြုလုပ်ခဲ့ပါတယ်လေကြောင်းနဲ့ဘုံကျဲရှင်းလင်းလိုက်တာပါတိုက်လေ20နဲ့ဘုံကျဲရှင်းလင်းလိုက်တာဖြစ်ပါတယ် ပထမအဲပထမဒီကနေ့မနက်9:00နာရီ10:00နာရီလောက်မှာတို့သတင်းတွေတက်လာတယ်။ဒါလည်းစစ်ကောင်စီရတယ်တို့ရင်းနေကြတိုင်းပါပဲ။စစ်ကောင်စီရတယ်ကံပတ်လက်မှာရှိရတဲ့ဒီပြည်သူတွေနေကိုဘုံချလိုက်တယ်ပြည်သူတွေတေတယ်ဗောဗျာတို့ရင်းနေကြတိုင်းပဲ။အဲ့လာနဲ့ကျွန်တော်ကလည်းဒီသတင်းကြည့်ကြည့်ရတက်လာတယ်ကျွန်တော်သိလိုက်တယ်။အဲကျွန်တော်လည်းသတင်းပြန်ရင်လိုက်ပါတယ်။ဘသူဘယ်ဘယ်နေရာဘယ်နေရာကျဲတယ်ဗောဗျာတီးကြပဲကျွန်တော်ရေးလိုက်ပါတယ်။ရေးလိုက်တော့မှဒီအမောင်ဘတ်ချမ်းမှာရှိတဲ့မီဒီယာတွေကတို့ဘာပြန်ရေးလာလဲဆိုတော့ဒီစီဦးစီးချုပ်ရဲ့ကံပတ်လက်စီဦးစီးချုပ်ရဲ့ မင်္ဂလာဆောင်တက်ကဘုံကျဲတယ်ဗောဗျအဲ့လိုဖြစ်လာတယ်အဲ့လိုဖြစ်လာတယ်ဒီမှာဖိတ်စာလေးပါဒါမင်္ဂလာဆောင်ဖိတ်စာမှန်တယ်နော်ဟိုချင်းချင်းချင်းဒီကမ်ဘာလက်စီတီရဲ့ဦးစီးချုပ်ရဲ့မင်္ဂလာဆောင်ဖိတ်စာပါတိကြပါတယ်တိကြပါတယ်ကျွန်တော်ကျွန်တော်ကပါသူတို့ရွေးဖိတ်လားမသိပါဘူးဗျာဒီမှာဒါသူတို့ရဲ့ဖိတ်စာလေးကျွန်တော်ကာလာပလင်းထုတ်ထားတာကျွန်တော်ပါသူတို့ရွေးဖိတ်တယ်ဗောကျေးဇူးတင်ပါတယ်နော်ဖိတ်ပြီးတဲ့အတွက်လည်းဒီဒီကမ်ဘာလက်စီဦးစီးချုပ်ဖြစ်တဲ့မောင်အောင်လင်းတနည်းအားဖြင့်ဆလိုင်းအောင်လင်းတော့ချင်းဆိုတော့ဆလိုင်းပါဗျာဆလိုင်းဆလိုင်းအောင်လင်းတော့ စလိုင်းအောင်လင်းကချင်းပြည်နယ်ကံပတ်လက်မြို့မြို့မ၂ရက်ကွာမှာနေပါတယ်သူ့ဘေးကဥနီခွီးအဖြစ်ပါတယ်အမေနာမကဒေါ်အွန်အွန်သာပေါ့ဗျာသူ့ချင်းပြည်တော့ကျွန်တော်ဖတ်တာနည်းနည်းလွယ်ပါလိမ့်မယ်အဲသူ့ရဲ့သားမောင်အောင်လင်းပေါ့တကယ်သူ့ရဲ့မယ်ကစလိုင်းအောင်လင်းကံပတ်လက်ရဲ့စေဦးစီးချုပ်တနည်းအားဖြင့်ကျွန်တော်အေးအေးကိုသစ္စာခံတဲ့အဖွဲ့နောက်တဲ့သူ့ရဲ့သူ့ရဲ့ဒီဒီ PDF PDF ခေါင်းဆောင်ပဲခေါင်းဆောင်အမျိုးသမီးကဒီမျိုးသမီးကလည်း PDF ခေါင်းဆောင်လုပ်ပါတယ် ချင်းပြည်နယ်ကမ္ဘာလက်မြို့မျိုးမနှစ်ရက်กว่ามาနေတိုင်းနဲ့ဥမောင်တန်ဥမောင်တန်တော့ထေသွားပြီခွန်ဆောက်ကမိတ်နဲ့ဒေါခင်ဆမ်မြင့်တို့ဒီတမင်းငယ်မတန်တန်မြူမန်တန်မြူမန်မဟုတ်ပြရှင်းပါတော့သူချင်းကြီးပါလေသူရဲ့မင်္ဂလာပွဲတဲ့မင်္ဂလာအက္ကမဆိုကြွားရောက်ချင်းမြင့်ပေးပါရင်နှစ်ဖက်တော့လူကြီးမိဘများနဲ့မင်္ဂလာဇနီးမောင်နှံတို့များခင်မင်းရင်းနှီးစွာဖိတ်ကြားအပ်ပါသေးတယ်ဖိတ်စာပြည့်စုံမင်္ဂလာအက္ကမအစီအစဉ်နဲ့မင်္ဂလာနေ့က24ရက်10လ2025တောက်ကြနေဖြစ်ပါတယ်မင်္ဂလာအချိန် နနက်7နိုင်မှနနက်7နိုင်ဒီဖြစ်ပါတယ်တဲ့မင်္ဂလာနေ့ရမျိုးမ2ရက်ကွက်10မိုင်ကုန်းကံပက်လက်မျိုးဖြစ်ပါတယ်တဲ့ဖြစ်ပါတယ်သူပထမရာသူဖိတ်နော်ဟာသူဒီရှေ့မှာသူဒီအော်တိုဘာလာအော်တိုဘာလာထဲမှာသူတို့မင်္ဂလာဆောင်မယ်ဒါပေမဲ့ဒိတ်ကိုတော့သူတို့ကဒိတ်ကိုတော့ဟထားတယ်ပေါ့ပြီးမှသူကဒိတ်ကိုတက်တာပေါ့ပြီးရင်သူကမင်္ဂလာမင်္ဂလာနေအောင်လဲသူတို့ပထမတေချာရေးချွဲတယ်ရွေးချယ်တယ်ပေါ့ဗျာအဲမင်္ဂလာနေအောင်လဲသူကဒီကွန်ပျူတာဖောင်းနဲ့ရိုက်ထားတာမဟုတ်လက်ရေးမှုနဲ့ပဲရိုက်ထားတာဒါသူတို့ကဒီလုံခြုံဆုံးနေအောင်သူရွေးလိုက်တယ်ပေါ့ဗျာရွေးရွေးပြီးတော့မင်္ဂလာဆောင်ကျင့်ပါလိုက်တယ်ပေါ့ ကျင်းပလိုက်တယ်အဲ့ဒီမင်္ဂလာပွဲမှာဘသူတွေတက်လဲဆိုတော့ဒီရခိုင်လက်နက်ကိုင်ဖွဲ့ A ရဲ့ခေါင်းဆောင်ပိုင်းတွေတက်တယ်ပြီးရင်ကျွန်တော်တို့ရောဒေသမှာရှိတဲ့ PDF ခေါင်းဆောင်ပိုင်းတွေတက်တယ်ပြီးရင်ကျွန်တော်တို့ချင်းပြည်နယ်မှာရှိတဲ့ PDF ခေါင်းဆောင်ပိုင်းတွေတက်တယ်သူတို့ရဲ့တက်ဖွဲ့ဝင်တွေတက်ကြတယ် PDF မင်္ဂလာဆောင်ပေါ့ဗျာအဲ့မှာကျွန်တော် PDF ခေါင်းဆောင်တွေပြီးရင်ကျွန်တော် A ခေါင်းဆောင်တွေပြီးရင်ကျွန်တော်တို့ဒီ NUG ရဲ့ခေါင်းဆောင်ပိုင်းတွေပါတက်ကြတယ်အဖွဲ့ဆုံးတယ်ဘာကြောင့်လဲဆိုတော့ဒီကံဘလက်ကံမလက်စီတီကပေါ့ကံမလက်စီတီကတစ္ဆာခန္ဓာကကျ NUG နဲ့ AO တစ္ဆာခန္ဓာပြီးရင်သူ့ရဲ့မဟာမိတ်က ရောဒေတာမှာရှိတဲ့ PDF တွေကသူရဲ့မဟာမိတ်တွေပြီးရင်လည်းပဲကျွန်တော်တို့ချင်းပြည်နယ်မှာရှိတဲ့သူရဲ့မဟာမိတ်အဖွဲ့တွေရှိတယ်ဒီမင်္ဂလာဆောင်မှာသူတို့ကမြိုင်မြိုင်ဆိုင်ဆိုင်နဲ့သူလာကြတယ်ဗောတက်ကြတယ်ဗောတက်ကြတယ်အဲ့ဒီချိန်မှာတပ်မတော်က9နိုင်မိနစ်20အချိန်ကမှာပထမဆုံးဖိုက်တာတစ်စီးနဲ့ဘုံစာကျဲပလိုက်ပါတယ်ဒုတိယအနေနဲ့ကျွန်တော်နောက်တစ်စီးထပ်ကျဲလိုက်ပါတယ်တော်တော်လေးလစ်သွားပါတယ်တော်တော်ကြီးကိုကျွန်တော်တေသွားပါတယ်အဲ့မှာကျွန်တော်တို့ဒီဒီ PDF တွေဗော PDF တွေအမှတင်ထားတာအားတဲ့ ဟိုဒီမှာတလန်နေသတင်းမေးတွေရှိနေပြီပေါ့မင်္ဂလာဆောင်ခမ်းမောက်တက်တက်ကြရတယ်ပေါ့တက်တက်ကြရတယ်တက်တက်ကြရတဲ့အတွက်ဒါကအရန်ထူးကြရတယ်ပေါ့အဲ့မှာလည်းသူကတချို့ကတက်ရေးထားတယ်အားတဲ့ကျော်စိုးရဲ့ Telegram မှာတဲ့စစ်ကောင်စီအားပေးကျော်စိုးရဲ့ Telegram မှာတဲ့မင်္ဂလာဆောင်ဖိတ်စာပါတင်ထားတယ်တဲ့သူတို့ဘက်ကလည်းရေးထားတယ်ကျွန်တော်လည်းမှမင်္ဂလာဆောင်ဖိတ်စာလေးပဲတင်ထားပါတယ်ဒီဖိတ်စာပါဒီဖိတ်စာပါတော်တော်လေးတော့တည်သွားပါတယ်ကျွန်တော်သိရတဲ့လောက်တော့တော်တော်လေးတည်သွားပါတယ်အဲ့မှာထပ်ပြီးတည်တာက NDT လွတ်တော်အမဟောင်းဦးဆန်ခင်ရဲ့သားဦးဆန်ခင်ရဲ့သားခင်မောင်ရင်ဦးဆောင်တဲ့ PDF အဖွဲ့လေးလည်းတည်တယ် အဲ့ဒီခင်မောင်ရင်လည်းသေးတယ်ပြီးရင်ကျွန်တော်အေးခေါင်းကြီးပိုင်းနေသေးတယ်တော်တော်သေးပါတယ်တော်တော်သေးပါတယ်အဲ့တော့ဒီဒီဒီလိန်ပြစ်ချက်ကတော့တော်တော်လေးထိပါတယ်ဘာဖြစ်ဖြစ်ကျွန်တော်တို့တက်မလို့ချစ်တဲ့သူတွေနိုင်ငံတော်ချစ်တဲ့သူတွေနေရာတိုင်းမှာရှိပါတယ်နေရာတိုင်းမှာနားရီမျက်စိအားလုံးရှိပါတယ်ကျွန်တော်မောင်ရင်ကိုလို့အောင်ပွဲခံမယ်ဆိုတော့ဒီလိုဒီလိုအောင်ပွဲခံမယ်နေလာဖြစ်သွားပြီတော်တော်လေးလစ်ပါတယ်ဒါတော့ကျွန်တော်အကြမ်းဖက်အုပ်စုတွေသေးတာပါဘယ်ပြည်သူကတိုက်ရင်ပါလဲဗျာခင်ဗျာလေဒီဒီ ဒီ PDF ရဲ့ဒီကမ္ဘာလက်စေဦးစီးချုပ်မင်္ဂလာပွဲဗျာဘယ်သူကတက်ရဲမှာလဲခင်ဗျာသူတို့နဲ့ပတ်သက်တဲ့သူပဲတက်ရဲမှာပေါ့ဗျာခင်ဗျာအပြင်လူတက်ရဲပါမလားသူအဲ့မှာဗျာကျွန်တော်သိရတော့သူကလုံချုံရင်းနဲ့သူကချထားတယ်ဒီမင်္ဂလာဆောင်ပွဲမှာဗျာလုံချုံရင်းနဲ့သူအစင်းစင်းချထားတယ်ပေါ့မင်္ဂလာဆောင်ပွဲရဲ့ဘေးနားမှာကျင်းပတဲ့နေရာမှာပေါ့ပြီးရင်သူကတောက်လျှောက်တောက်လျှောက်လုံချုံချထားတယ်ပေါ့ပြီးရင်ခန်းခန်းနားနားကြီးပေါ့အခြားသောအေးခေါင်းဆောင်ပိုင်းနေလာမယ်ပြီးရင်ကျွန်တော်တို့ရောဒေတာ PDF ခေါင်းဆောင်တွေလာတယ်သူခေါင်းဆောင်ပိုင်းလာတဲ့ခါကျတော့စနေတစ်ချောင်းဧည့်ခံလာတာ ဲ့ဒီအချိန်မှာကျဲပလိုက်တာဗျာတော်တော်လေးသေပါတယ်အဲ့တော့ကျွန်တော်တို့ကတက်မတော်ကလေးချောင်းဘုံကျဲတိုင်းဘုံကျဲတိုင်းမှာရီယောချမ်းမရှိပဲမကျဲပါဘူးဒီမှာလင်းရဒီပြန်တန်းရတယ်ပြန်ပြန်တန်းကပြန်ပြန်တန်းတဲ့အခါမှာကုန်ကြစီတွေရှိတယ်ဒီလင်းကိုမေတိန်းနဲ့လောက်ရတာရှိတယ်နောက်ထပ်ဒီဘုံသီးရတန်ဖိုးရှိတယ်လင်းရခမရအားရိုင်းရိုင်းတော့ခမရတို့ငှက်ချောက်တို့တော့မပြစ်ဘူးခမရတို့တော၆တို့တော့လင်းရမပြစ်ဘူးတိတိကျကျဖြစ်မှာပြစ်မှတ်ကိုတိတိကျကျဖြစ်မှာပြစ်တာပြစ်တိုင်းပြစ်တိုင်းမှာရီရွယ်ချက်ရှိတယ်ပြစ်တိုင်းပြစ်တိုင်းမှာပြစ်မှတ်ကိုတိတိကျ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 ွန်တော်တို့အစစ်စစ် အဆင်ဆင်ဆိုအဆင်ဆင်ကျွန်တော်တို့ကနောက်ဆုံးအတီဗျူရနောက်ဆုံးဖိုင်နယ်တေချာပြီဆိုမှဖြစ်တာဘာကြောင့်လဲဆိုတော့ခင်ဗျလေးတစ်စီးပြန်သားနဲ့ပြန်သားစေရှိရပြီအလကားပြန်လို့ရတာမဟုတ်ဘူးလေးပြန်တယ်ဆိုတော့ခင်ဗျသိန်းပေါင်းများစွာကုန်တယ်လေးရင်တစ်ခါပြန်ဖို့ကသိန်းပေါင်းများစွာကုန်တယ်ခင်ဗျားတို့ဒီကားကားကားမောင်းရင်တော့ခင်ဗျအောက်ပိုင်းစစ်ကလည်း alignment ချိန်ရတယ် engine wire နဲ့ auto wire နဲ့ကြီးရတယ်စသဖြင့်အခြေခံလိုအပ်ချက်တွေလောက်ရတယ်ခီးစဉ်တစ်ခုတော့မှအဲ့လိုပဲခင်ဗျလေးရင်ပြန်ဖို့ဆိုသူရဲ့လောက်ရတဲ့လောက်ရတဲ့စင်ငယ်စင်ငယ်စင်ငယ်အလုပ်တွေအများကြီးရှိတယ် ဲ့တော့ကျွန်တော်တက်မတော်ကလင်းနဲ့ဘုံကျဲတိုင်းဘုံကျဲတိုင်းမှာရည်ရွယ်ချက်မရှိဘဲနဲ့မကျဲဘူးပြစ်မှတ်မရှိဘဲနဲ့လည်းမကျဲဘူးပြစ်မှတ်ကိုတီးကြလို့ကျဲတာအဲ့တော့ဒီသတင်းပြချုပ်ချင်တာကချင်းမိနဲ့ကံပတ်လက်မြုပ်ကံပတ်လက်ရဲ့ကျွန်တော်စစ်ဦးစီးချုပ်စလိုက်မောင်အောင်လိမ့်စလိုက်မောင်အောင်လိမ့်အဲ့တော့ဘာပဲဖြစ်ဖြစ်နောက်ဘဝမှာသွားပေါင်းကြလိုက်ပါဗျာနောက်ဘဝမှာပေါင်းကြပါနောက်ဘဝမှာပေါင်းကြဒီဘဝမှာတော့မဖြစ်နိုင်တော့ဒီဘဝတော့တော့ဝေးသွားပြီဒီဘဝတော့တော့ကျွန်တော်တို့ slide online နဲ့မတ် တန်မြူမန်တို့ဒီဘွားမှာတော့ဝေးသွားပြီနောက်ဘွားမှာဆက်ပေါင်းကြပါအဲ့တော့လေပြည့်ပြည့်ချက်ကတော့တက်တဲ့ကြီးကိုထိပါတယ်ဖိတ်စာကမ်းပေးတဲ့ဖိတ်စာကမ်းပေးတဲ့ကျွန်တော်တို့ဒီချင်းကမ်ဘလက်ပီရဖွဲ့ဝင်များကိုလည်းကျေးဇူးတင်ပါတယ်ဒါတို့ရဲ့ဖိတ်စာပါကျွန်တော်လည်းတေချာလေးဖိတ်ပေးထားပါတယ်တေချာလေးလာခဲ့ပေးပါတဲ့တေချာလေးလာခဲ့ပေးပါတယ်ဒီအခန့်ပွဲကိုကျွန်တော်လည်းတေချာဖိတ်ပါတယ်အဲ့တော့တေချာဖိတ်တဲ့အတွက်ကျွန်တော်လေးနစီးနဲ့တေချာလာလာကြပါရဲ့နော်လာကြပါတယ်လာကြပါတယ်ဖိတ်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ် နောက်ထပ်သတင်းပို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့နိုင်ငံရေးပါတီတူပေါ့ဗျနိုင်ငံရေးပါတီတယောက်ကလွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ခွင့်အရေးချင်းနဲ့ကျွန်တော်တို့ညှီဆိုးနေတဲ့ကိစ္စတွေရှိတယ်အဲ့ဒါကဒီလွတ်တော်ကိုယ်စားလှယ်လောင်းကဒီနိုင်ငံရေးပါတီဥက္ကဋ္ဌလည်းဖြစ်တယ်သူကလည်းလက်ရှိဒီ2025ရွေးကောက်ပွဲမှာဝင်ရောက်ရှင်းပြိုင်မဲ့လွတ်တော်ကိုယ်စားလှယ်လောင်းလည်းဖြစ်တယ်နိုင်ငံရေးပါတီတခုရဲ့ဦးဆောင်သူလည်းဖြစ်တယ်သူ့ရဲ့ပါတီကတနိုင်ငံလုံးမှာတနိုင်ငံလုံးဝင်ရောက်ရှင်းပြိုင်မဲ့နိုင်ငံရေးပါတီတခုလည်းဖြစ်တယ်အဲ့တော့သူကဘာနဲ့ညှိနေလဲဆိုတော့ ဒီပါတီဒီပါတီကဒီပါတီကပုံကိုတရားပေါ့ဗျာသူကသူ့ရဲ့ဒီလုပ်ငန်းအတွက်ကမ္ဘောဇာဘဏ်ကနေပြီးတော့ကျပ်ဘီလီယံတရားခန့်ချေယူထားတယ်ကျပ်ဘီလီယံတရားခန့်ချေယူထားတဲ့ခါကျတော့တို့ဒီ UEC ရဲ့တတ်မှတ်တဲ့တတ်မှတ်ချက်တွေပြီးကျွန်တော်တို့ဒီဘဏ်နဲ့ပတ်သက်တဲ့တို့ရဲ့ကိစ္စရဲ့ဒီမှာကျွန်တော်ညီဆွေးမှုတွေရှိလာတယ်ကျွန်တော်ကဒီနေရာမှာအဲဒီလူကဘာသူဖြစ်ပါလဲသူကဘယ်ပါတီဖြစ်ပါလဲလို့ကျွန်တော်ကထုတ်ဖို့ပြောလိုက်ရင်သူ့အတွက် တတိယပြီးတော့နိုင်ငံရေးကထိခိုက်မှာနိုင်ငံရေးကမထိခိုက်စေချင်လို့ကျွန်တော်အမိကိုထုတ်မပြောတာအမိလည်းထုတ်မပြောတာနောက်ထပ်ကျွန်တော်တို့ကဒီပါတီအမိလည်းထုတ်မပြောတာအကယ်၍ကျွန်တော်ကထုတ်ပြောလိုက်မယ်ဆိုရင်တေချာတဲ့အနေနဲ့မြန်တော့သူ့ကိုသူ့ရဲ့ဒီနိုင်ငံရေးရပေါ့တက်ရောက်မှုကြီးမှာဖြစ်ပါတယ်လက်ရှိကလည်းကျွန်တော်ရွေးကောက်ပွဲကာလကလည်းနီးလာပြီအော်တိုဘလာ28ရက်နေ့ဆိုရင်ဒါလွတ်တော်ကိုယ်စီလောင်းတွေကမဲဆဆွဲလို့ရပြီမဲဆဆွဲလို့ရပြီနောက်ထပ်ကျွန်တော်ဒီဘန်အတိုင်းဝန်းမှာထပ်သိရတာကဒီဒီလွတ်တော်ကိုယ်စီလောင်းကပေါ့ဗျလွတ်တော်ကိုယ်စီလောင်းကသူက သူ့ရဲ့သူ့ရဲ့ကုမ္ပဏီတခုကသူ့ရဲ့ကုမ္ပဏီကဒီဘန်ဘက်ကိုကမ္ဘောဇာဘန်ဘက်ကိုဆက်သွယ်ပြီးတော့ဒီလူတော့အဲဒီသူကလက်မှတ်ထိုးတဲ့မှာပါတယ်ငွေချိတဲ့ကမ္ဘာသူကလက်မှတ်ထိုးတဲ့မှာပါတယ်လက်မှတ်ထိုးတဲ့နေရာမှာသူ့နာမည်လေးကိုထုတ်ပေးပါပေါ့ထုတ်ခွင့်ပြုပါပေါ့ဒါပေမဲ့ဘန်ဘက်ကလည်းလက်မခံဘူးဘာကြောင့်ဘန်ဘက်ကလက်မခံတာလဲဆိုတော့ဘန်နေဘန်နေအားလုံးကငွေချိတဲ့အခါမှာမရွှေပြောင်းနိုင်တဲ့ပစ္စည်းမရွှေပြောင်းနိုင်တဲ့ပစ္စည်းကိုကျွန်တော်တို့ဒါငွေချိတတ်မှတ်ပြီးတော့ငွေချိကြတာပါရွှေပြောင်းနိုင်တဲ့ပစ္စည်းပေါ်မှာငွေချိတာမဟုတ်ပါဘူး ဒီဘာမကတောင်းဆိုတာကရတယ်ကျွန်တော်တို့ထုတ်ပေးမယ်တို့တော့လည်းပဲသူတို့တတ်မှတ်ထားတဲ့ငွေမောက်တော့ပြန်သွင်းပေးရမယ်ငွေမောက်ကိုပြန်မသွင်းဘူးဆိုရင်ထုတ်မပေးဘူးတော့အဲ့လိုတွေဂွန်းဆက်ဂွန်းဆက်တွေရှိလို့သိရတယ်အဲ့တော့အကယ်မြန်ရုပ်ောက်ဝဲကော်မရှင်ကဒီလူကဘသူပါလို့ထုတ်ပြန်လိုက်တဲ့အခါကျရင်တော့ခင်ဗျားတို့ရှင်းရှင်းလင်းလင်းတွေ့ရပါလိမ့်မယ်ဒီဒီကိုစလေလောင်းတယောက်ကလည်းဒီဘန်ကိစ္စကိုသူကတိတိကျကျမဖြေရှင်းနိုင်ဘူးဆိုရင်သူကလွတ်တော်ကိုစလေလောင်းအဖြစ်ပယ်ဖျက်ခံမှာဖြစ်တယ် ကျွန်တော်သိရတဲ့လောက်ကတော့ဒီကွန်တိုကိစ္စလို့သိရတယ်ဒီကွန်တိုကွန်တိုပေါ့ကွန်တိုဆောက်ဖို့အတွက်ဒီအုပ်စုကဒီဒီဒီလုပ်ငန်းရှင်အုပ်စုကကမ္ဘောဇာဘက်နဲ့ခြိတယ်ဒီကွန်တိုကလည်းမပြီးပြတ်သေးဘူးလို့သိရတယ်မပြီးပြတ်သေးပေါ့ဗျာအဲ့တော့အဲ့မှာဘန်လုပ်ငန်းဆိုင်ရာကိစ္စရေးတွေရှိတယ်တစ်ဖက်မှာကျွန်တော် UEC ရဲ့တတ်မှတ်ထားတဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ခွင့်တတ်မှတ်ချက်တွေရှိတယ်အကယ်၍မြန်ဒီဒီလွှတ်တော်ကိုယ်စားလှယ်လောင်းကဘန်ကိစ္စကိုသူကမရှင်းလင်းနိုင်ဘူးဆိုရင်သူကကိုယ်စားလှယ်လောင်းဖြစ်ပယ်ဖြတ်ခံမှာဖြစ်ပါတယ် ကိုယ်စီလောင်းပြီးပယ်ဖြတ်ခံရရင်တော့ဒါကတော့ကျွန်တော်တို့ဟိုဒါကဒီရွေးကောက်ပွဲကော်မရှင်ကပယ်လိုက်တယ်ပါညာတော့အတန်လည်းထွက်လာပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရှေ့မှာအန်ဒီယားပါတီကို UEC ကဖြတ်သိမ်းခြင်းကာလမှာတော်တော်လေးအတန်ဆုခဲ့တယ်။မသိမဲ့ဒီ UEC ကအန်ဒီယားကိုကြောက်နေလို့အန်ဒီယားရဲ့ဒီနိုင်ငံရေးပါဝါကိုကြောက်နေလို့ UEC ကဖြတ်သိမ်းလိုက်ရတယ်လို့လို့အဲဒီလိုမျိုးတွေဟိုတိုးတော့တော်လေးဖြစ်ခဲ့တယ်။တကယ်ကအဲ့ဒီအချိန်တုန်းကရွေးကောက်ပွဲကော်မရှင်ကအန်ဒီယားပါတီကိုဖြတ်သိမ်းခဲ့တာကအန်ဒီယားပါတီကတတ်မှတ်တဲ့လူရဲ့စည်ရင်မရှိမပြည့်လို့ဖြတ်သိမ်းခဲ့တာ။ အန်ဒီယပါတီရဲ့အားနည်းချက်ကလည်းသူတို့မှကရုံးပိုင်းဆိုင်အောင်သူတို့မနိုင်ဘူးပထမတော့ဟလာအန်ဒီကအန်ဒီကပဲမှန်တယ်လို့လို့ရုပ်ကောက်ပွဲကော်မရှင်ကပဲမတရားလုပ်တယ်လို့လို့တိုးတော့တိုးတော့ဖြစ်ခဲ့တာပေါ့ဒီဖြစ်စဉ်နောက်ပိုင်းမှာရုပ်ကောက်ပွဲကော်မရှင်ကဒင်းစားရှင်းလင်းပွဲလုပ်တော့အော်အဲ့တော့မှကျွန်တော်တို့ကမြင်လိုက်တယ်တကယ်တော့ UEC ကမတရားလုပ်ခဲ့တာမဟုတ်ဘူးအန်ဒီယပါတီကသူတို့တနင်္ဂနွေလုံးပြိုင်တဲ့ပါတီဖြစ်တဲ့ခါကျတော့ပါတီဝင်ဥယင်ပါတီဝင်ဥယင်သူကတတ်မှတ်ထားတဲ့ပါတီဝင်ဥယင်မပြေဘူးမပြေလို့ပယ်ဖြတ်လိုက်တာ အဲ့တော့မှကျွန်တော်တို့အားလုံးကကောက်ကွက်ကိုဝင်မြင်ရတယ်အဲ့တော့မှကျွန်တော်အတန်တွေအကုန်လုံးပိတ်သွားတယ်မီးကိုရေးနေလောင်းလိုက်သူ share သွားတာလက်ရှိလည်းကျွန်တော်တို့ဒီဒီဒီလွတ်တော်ကိုယ်စားလေလောင်းပေါ့ဗျဒီလွတ်တော်ကိုယ်စားလောင်းကကမ်ဘောဇာဘန်ကနေပဲကြက်ဘီလီယာ100ကွိုင်းလဲအထောက်အောင်ပဲအဲ့လိုချေးယူထားတယ်ချေးယူထားတဲ့အခါကျတော့သူ့မှာသတ်မှတ်ထားတဲ့အယူအဆရဲ့သတ်မှတ်ထားတဲ့ကိုယ်စားလောင်းဖြစ်ခွင့်နေစတဲ့ဘန်လုပ်ငန်းဆိုင်ရာကိစ္စရည်တွေရှိပါလိမ့်မယ်အကယ်၍များဒီပုဂ္ဂိုလ်ကဒီကြားထဲမှာပေါ့ဗျဒီကြားထဲဒီရပိုက်ဒီကြားထဲမှာပေါ့သူက ီချက်ဘီလီယံတရားကိစ္စနဲ့ပတ်သက်ပြီးတော့မဖြေရှင်းနိုင်ဘူးဆိုရင်သူကလွတ်တော်90လောင်းဖြစ်ပယ်ဖြတ်ခြင်းခံရမှာဖြစ်ပါတယ်ကျွန်တော်ကဒီနေရာမှာနယ်မယ်ထည့်မပြောတာကသူ့ရဲ့သွားနေတဲ့နိုင်ငံရေးအရေးသူ့ရဲ့နိုင်ငံရေးယုံကြည်ချက်နိုင်ငံရေးခံယူချက်ဒါတွေကိုကျွန်တော်တို့ကသွားပြီးထိခိုက်မှာဆိုလို့ကျွန်တော်တို့ကထုတ်မပြောတာပါအကယ်၍မဲ့သူကဒီချက်ဘီလီယံတရားနဲ့ပတ်သက်ပြီးတော့သူဗန်နဲ့ဗန်နဲ့ကျွန်တော်တို့ဒီကမ္ဘောဇာဗန်နဲ့မဖြေရှင်းနိုင်ဘူးဆိုရင် ေချာလာကသူကတော့လွတ်တော်ကိုယ်တော်အရေးချင်းသတ်မှတ်ချက်နဲ့ကိုင်းညီမှုမရှိပြီးပယ်ဖြတ်ခြင်းခံမှာဖြစ်ပါတယ်။ပယ်ဖြတ်ခြင်းခံမှာဖြစ်ပါတယ်။အဲ့တော့ဒါလေးဘယ်လိုဆက်ဖြစ်မလဲပေါ့ကျွန်တော်တို့ဆက်ပြီးစောင့်ကြံမှာဖြစ်ပါတယ်။ဒါတော့ကျွန်တော်တို့ဒါပါတီဥက္ကရာကြီးတူရဲ့ဘန်နဲ့ပတ်သက်တဲ့ကိစ္စပေါ်မှာကျွန်တော်တင်ပြပေးတာဖြစ်ပါတယ်။အဲ့တော့ဒါကတော့ကျွန်တော်တို့ကွန်ဒိုပေါ့ဗျာကွန်ဒိုကိစ္စပေါ့ကွန်ဒိုကိစ္စလည်းဖြစ်တယ်။အဲ့ဒီကွန်ဒိုကလည်းမပြီးသေးဘူး။အဲ့ဒီကွန်ဒိုကကျွန်တော်ရန်ကုန်မြို့မှာရှိတယ်မပြီးသေးဘူး။ဒါကျွန်တော်တို့နောက်ဆုံးသိရတဲ့အခြေအနေပေါ့။ ပြည်ပမီယာကိုနည်းနည်းရကကြီးချွတ်အားပေးတဲ့မိတ်ဆွေများအားလုံးအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါခင်ဗျာ